ဘကိုးတိုင်းအခြေခံကစစ်ကောင်စီတပ်စခန်းအချို့ကို NUG အစိုးရလောက်ခံ PDF တပ်ဖွဲ့တွေနဲ့ KNU လောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ပူးပေါင်းပြီးဂျွန်လ25ရက်နဲ့26ရက်တို့မှာနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ဒေသတွေကတော့ဘကိုးတိုင်းအခြေခံကမြို့နယ်တွေဖြစ်တဲ့မြောင်လေးပင်ကြောက်တကောဖြူးမြို့နယ်နဲ့ကြောက်ကြီးမြို့နယ်တွေပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေကိုဂျွန်လ25ရက်နဲ့26ရက်တို့မှာနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရမှာ။ စစ်သား30ခန့်တိတ်ဆုံးပြီးစစ်တုပ်ပန်း25ဦးဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ PDF နဲ့ KNLA ပူးပေါင်းကစစ်စင်ရဲဖော်ဆောင်တိုက်ခိုက်ခဲ့တဲ့ကြောက်ကြီးမျိုးနဲ့အတွင်တိုက်ပွဲဟောင်းစစ်တောင်းမြို့ဝစစ်စင်ရဲအဖြစ်ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါဗျ။စစ်ကောင်စီရုံကျော်အခြေဆိုင်ရာနေပြည်တော်စီ ထိုးဖောက်ဖို့အနည်းဆုံးမှရှိတဲ့စစ်တောင်းမြို့ဝကိုစုံမနိုင်ရအတွက်ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်မှာထုတ်ပြောထားပါတယ်ရှင်